ပြင်သစ်သတင်းစာ300နီးပါးကိုကိုစားပြုတဲ့အထွေထွေသတင်းအချက်အလက်ဆိုင်ရာမဟာမိတ်အဖွဲ့ ABIG ကမတဟာပြင်သစ်ဥပဒေအရပေးဆောင်ရမယ့်မိုဘိုင်းခွင့်အခကြေးငွေတွေကိုပေးဖို့ညှင်းဆန်နေတယ်ဆိုပြီးပြင်သစ်ပြိုင်ဆိုင်မှုဆိုင်ရာအာဏာပိုင်အဖွဲ့ ADLC ကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။ 2021ခုနှစ်ကချုပ်ဆိုခဲ့တဲ့သဘောတူညီချက်မှာမတာဟာသူတို့ရဲ့ platform တွေပေါ်မှာတရင်အကြောင်းအရာတွေကိုအသုံးပြုခွင့်ရဖို့အတွက်တနှစ်ကိုအမေရိကန်ဒေါ်လာ22သန်းကျော်ပေးချေဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့အခုအခါမှာတော့မတာကအဲ့ဒီပေးချေမှုကို80ရာခိုင်နှုန်းအထိလျှော့ချပြီးတနှစ်ကိုဒေါ်လာ4.5သန်းဝန်းကျင်သာပေးချေဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒီကမ်းလှမ်းချက်ကို APIG ကပယ်ချခဲ့ပြီးမတာကပေးချေခဲ့တဲ့ရခိုင်အခကြေးငွေတွေဟာတရင်စာတိုက်အများစုရဲ့ digital ဝင်ငွေရဲ့1ရာခိုင်နှုန်းကနေ16ရာခိုင်နှုန်းကြားသာရှိတယ်လို့ထောက်ပြခဲ့ပါတယ်။အစိုးဆုံးကတော့ 2025ခုနှစ်ဇန်နဝါရီလကစပြီးပြင်သစ်သတင်းစာတိုက်တွေဟာမတာစီကနေဘာငွေပေးချေမှုမှမရရှိတော့တာကြောင့်ငွေကြေးဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီးလုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်ချိန်ချောက်ခံနေရတာဖြစ်ပါတယ်။ဒီတရားစွဲဆိုမှုဟာမတာကဥရောပမှာရင်ဆိုင်နေရတဲ့ဥပဒေရေးရာစိန်ခေါ်မှုတွေထဲကတစ်ခုသာဖြစ်ပါတယ်။စပိန်နိုင်ငံမှာလည်းမီဒီယာကုမ္ပဏီ80ကျော်ကမတာကိုဒီဂျစ်တယ်ကြော်ညာဈေးကွက်မှာမတရားရှင်ပြိုင်မှုနဲ့ယူရိုတန်း950တန်ဖိုးရှိတရားစွဲဆိုမှုကိုရင်ဆိုင်နေရပါတယ်။